ဆိုတော့အမြင်လည်းမကြည့်ကြဘူးအတွေ့လည်းမကြည့်ကြဘူးပြီးတော့ပုံစံဇယနေထားပေါ့နော်အကုန်လုံးပေါ့ဆိုတော့အစလိုက်ရအကုန်လုံးအဲယူဆိုတော့ကိုယ်ကြောင့်ကိုယ်ပဲအတည်ဆုံးပေါ့နော်အဲ့ဒါလေးကိုနားလည်အောင်လိုက်ရှင်းပြနေဘူးဆိုတာဖြစ်နိုင်ပြီကိုယ့်ဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပေးတယ်ပြစ်တက်ပြီးတော့ဒါကိုယ့်ဘက်ကလည်းတချို့ဟာတွေကြောင့်ဖြေရှင်းချက်တစ်ခုတော့ခလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့ အဲအားအရကြောင့်လည်းတချို့ဖားရရကြတော့ရှင်းသင့်နေခင်လို့ရှင်းတော့ဘောနော်ဘောလာအားအတိုင်းပဲကျွန်တော်ထားလိုက်တော့အားအရလည်းသူသူဘာမှသိတယ်မပြောချင်တော့ဘာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအလုံးလုံးနေတဲ့ပတ်ဝန်းကျင်မှာကျွန်တော်ဘယ်လိုလဲဆိုတာကသိနေတာပဲဆိုတော့ကျွန်တော်အထူးကြီးရဲ့ကျွန်တော်လိုက်ရှင်းပြတယ်အဲဒီ47ကဒီလိုဆိုင်ွယ်ရအများကြီးဖွင့်လာနိုင်တယ် ော်အဲဆိုတော့ဒါအများကြီးပုံယူပါကျွန်တော်ကတော့အဲ့ဇပင်ဟိုကျွန်တော်ခဲလို့ဖြစ်တယ်စကင်နာတိတ်မခဲဖြစ်တာဇပင်ကငငယ်တွေကဟိုကကျွန်တော်အဲ့ဗီတာမင် E တို့ဟိုနောက်ဟိုသံလွင်ဇီရိုပေါ့နော်အဲ့အားလေးလိမ့်ပြတယ်ငငယ်တွေကပေါ့နော်အမေကလေအဲမမေကလေကျွန်တော်အဲ့လိုမျိုးကြောင်းသွားလို့ရှင်အဲ့လိုမျိုးဇပင်ကိုအဲ့လိုဗီတာမင် E ကိုအလုံးလေးရှိတယ်။ဇပင်အားပြည့်တယ်ဥစ္စာတွေ။အားလေးအများကြီးလိမ့်ပြရဆိုတော့အခုလေးတော့အားလေးတစ်ခါကြလို့ရှိရင် အဲဂျယ်ရီဘိုင်သုံးပြီးလို့ခါကြလို့ရှင်ညဘက်ကောင်းချော်ပြီးရလို့ရှင်အဲ့ဒါလေးလိမ့်ပြီးအိပ်ဖြစ်တယ်ပေါ့နော်အဲ့လိုတော့စပင်ကတော့ကျွန်တော်ကဲလို့ဖြစ်တယ်ဘာလို့ဆိုတော့အဲစပင်ဆိုတာဒီဟိုလူတယောက်မှာလည်းဒါအရေးကြီးရည်ဒုတိယမျက်နှာဆိုတော့အဲစပင်ကတော့ကျွန်တော်ကဲလို့ဖြစ်တယ်ဟုတ်ပါဘူးဒါအဲ့လိုပေါ့ကျွန်တော်ဝတ်တဲ့ပုံစံလေးတိုင်းပဲဝတ်တာပေါ့နော်အရင်ဟိုထွေထူးပြောင်းလဲတာတော့မရှိပါဘူးဟိုကျွန်တော်နဲ့အဆင်ပြေမဲ့ ထင်တဲ့ဥစ္စာလေးရွေးဖို့တောင်းလို့ပါပဲ။ဒီမှာတော့ဆိုင်ဆိုင်တော့အချိန်တော့ဒီမှာအချိန်တော့ဒီဘွယ်လာမှာလို့ပြောတာစိတ်သက်သာအိမ်ပါအိမ်နဲ့တည်းပြောအိမ်မှာခေါ်ခဲ့ပါလို့ပြောတာ။ဟာပြောပြောတော့ဘောပြောတော့ဘောကျွန်တော်ကိုဒီချစ်ကြတဲ့သူတွေအားပေးကြတဲ့သူတွေတော့ဘယ်ကျွန်တော်ကညာကျွန်တော်ကိုယ်တိုင်နဲ့အများကြီးအားဖြစ်တယ်။အများကြီးအားဖြစ်တယ်ပြီးတော့အများကြီးလည်းပူစူးစမ်းမယ်ဆိုလို့စိတ်တယ်ဝင်တော့ဘောနော်အဲ့တော့ကျွန်တော်ချစ်ပေးကြတဲ့အဲ့လိုမျိုးပရိသတ်တွေတကယ်ကျန်ရနေတယ်ကျွန်တော်လည်းတကယ်ကို အများကြီးပြင်ကျေလို့တက်ပါတယ်။ family တွေက family ကတော့ကျွန်တော်လုပ်ဖို့တော့စီစဉ်ရှိပါတယ်။ family အခုချိန်မှာပေါ့နော်။အလုပ်အလုပ်အလုပ်ကြောင်ရောအချိန်ကြောင်ပေါ့နော်။အားကြောင်မလုပ်ဖြစ်ရအောင်။တေချာလေးတော့လုပ်ဖို့တော့ရှိပါတယ်။အဲဘယ်လိုပြောမလဲ။တချို့တချို့ကိစ္စတွေကြောင်တော့မရှင်းဘူးပေါ့နော်။မရှင်းလို့ရတယ်ပြဿနာမရှိဘူး။ဒါပေမဲ့တချို့ကိစ္စတွေကြောင်လည်းကိုယ့်ဘက်ကနည်းနည်းလေးရှင်းလိုက်တဲ့အချိန် ပြောဟိုပြောလိုက်တဲ့အချိန်ကျမှကိုဘက်ကနေပြီးပြန်ပြောပြခြင်းနဲ့ပရိသတ်ဆိုတာလည်းရှိသေးတယ်ဆိုတော့ကိုဘက်ကကိုဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပြတဲ့ပရိသတ်တွေတော့ဟိုဒါကိုဘက်ကလည်းတချို့ဟာတွေတော့ပြင်ဆင်ချက်တစ်ခုတော့ခလာတော့မှသူတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့အဲအားအကြောင်းလည်းတချို့ဟာတွေကကျတော့ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော်ဘယ်လိုမျိုးကိစ္စတိုင်းတော့ကျွန်တော်တော့ဘာမှလိုက်ရှင်းတော့ပေါ့ဘာလို့ဆိုတော့ဒီဆိုတော့အမြင်လည်းမကြည့်ကြဘူးအတွေ့လည်းမကြည့်ကြဘူး ီးတော့ပုံစံဇယအနေထားပေါ့နော်အကုန်လုံးပေါ့ဆိုတော့အစားအရာအကုန်လုံးအဲယူဆိုတာကိုယ်ကြောင့်ကိုယ်ပဲအတီးဆုံးပေါ့နော်အဲ့ဒါတွေကိုနားလည်အောင်လိုက်ရှင်းပြနေဖို့ဆိုတာလည်းဖြစ်နိုင်ပြီအဲ့တော့ရှင်းတဲ့ခါတော့ရှင်းပါပေါ့နော်ဟိုကိစ္စတိုင်းတော့ဖိုက်ပြီးတော့ရှင်းတော့ဒါတော့ကောလာဟာလာတော့ကောလာဟာလာအတိုင်းပဲပေါ့နော်ဟိုကောလာဟာလာအတိုင်းပဲကျွန်တော်ထားလိုက်တော့အဲ့ဒါကြီးလေသူဘာမှသိနေမပြောချင်တော့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်း 呃，卤卤味嘞，保温姐嘛，呃、嗯，再来卤的什么啦，炖的啦，卤的，说，么，将来煮煮嘞，卤菜，新鲜。